အော်တိုဘာလ9ရက်ကြာသပတေးနေ့မှာကစားရမယ်ဆီးရီးယားအသင်းနဲ့အာရှဖလားချစ်စစ်ပွဲအဝေးကွင်းပွဲစဉ်အတွက်မြမလက်ရွေစင်အသင်းမှာအဓိကကစားသမားအချို့ပါဝင်မှာမဟုတ်ဘူးလို့သိရပါဗျ။ဒီပွဲစဉ်ဟာ2025ခုနှစ်အတွင်းရှင်ပြိုင်ကစားခဲ့တဲ့နောက်ဆုံး၃ပွဲစလုံးရှုံးပွဲမရှိစံချိန်ကိုပိုင်ဆိုင်ထားခဲ့တဲ့မြမအသင်းအတွက်အဆန်းသတ်ခံရဖို့ရှိနေပါဗျ။ဒါတင်မကမြမအသင်းရဲ့အာရှဖလားချစ်စစ်ပွဲအောင်မြင်ဖို့အတွက်အခုပွဲကပိုပြီးအဓိကကျနေပါဗျ။ ဒါပေမဲ့လည်းဒီပွဲမှာမြန်မာအသင်းကအဓိကကစားသမားတွေဖြစ်တဲ့မောင်မောင်လွင်တီဟာထက်အောင်နဲ့ဝီလင်းအောင်တို့မပါဝင်နိုင်တာကြောင့်မြန်မာအသင်းအနေနဲ့ရလကောက်တစ်ခုကိုပုံဖော်သွားနိုင်မှာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာပါမြန်မာအသင်းဟာဆီးရီးယားအသင်းနဲ့2026ဖီဘာကမ္ဘာဖလားခြေစစ်ပွဲအာရှဆုံးပွဲစဉ်မှာတွေ့ဆုံခဲ့ပူပြီးမြန်မာအသင်းဟာအင်ကွင်းမှာဆီးရီးယားအသင်းကိုတကိုးစီတရေကစားနိုင်ခဲ့ပေမဲ့အဝေးကွင်းမှာတော့ခုနှစ်ဂိုးကုန်ရှိနဲ့ရှုံးနေခဲ့ပါတယ် မြန်မာအသင်းဟာဆီးရီးယားအသင်းနဲ့ဖီဘာကမ္ဘာဖလားခြေစစ်ပွဲအာရှဆုံးအဝေးကွင်းပွဲစဉ်ကိုဆော်ဒီအာရေဗျနိုင်ငံမှာကစားခဲ့ပြီးမနက်ဖြန်မှာကစားရမယ့်အာရှဖလားခြေစစ်ပွဲအဝေးကွင်းပွဲစဉ်ကိုလည်းဆော်ဒီမြန်မာပဲကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ဆီးရီးယားအသင်းကိုပြီးခဲ့တဲ့အဝေးကွင်းပွဲစဉ်ကရှုံးကျွေးအတွက်အခုပွဲစဉ်မှာအကျေဆက်နိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေတယ်လို့လာမယ့်အိမ်ကွင်းပွဲစဉ်အတွက်အထောက်အကူဖြစ်မဲ့ရလကောင်တစ်ခုကိုယူဆောင်လာခဲ့မလားဆိုတာကိုလည်းစောင့်ကြည့်ရမှာပါ။ မြန်မာအသင်းဟာဆီးရီးယားအသင်းနဲ့ကစားရမယ့်အာရှဖလားခြေစစ်ပွဲအဝေးကွင်းပွဲကိုအော်တိုဘာလ9ရက်မြန်မာစံတော်ချိန်ည10:45မိနစ်အချိန်မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်။မြန်မာအသင်းဟာအော်တိုဘာလ9ရက်နေ့မှာဆီးရီးယားအသင်းနဲ့အဝေးကွင်းမှာကစားရမှာဖြစ်ပြီးအော်တိုဘာလ14ရက်နေ့မှာတော့အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ခြေစစ်ပွဲအုပ်စုတွင်နှစ်ပွဲစလုံးအနိုင်ရထားခဲ့တဲ့မြန်မာအသင်းအတွက်ဆီးရီးယားအသင်းနဲ့တွေ့ရမယ့်နှစ်ပွဲစလုံးဟာခြေစစ်ပွဲအောင်မှုအဆုံးဖြတ်ဖြစ်လာပွဲရှိနေပါတယ်။ မြန်မာသင်းနဲ့ဆီးရီးယားသင်းတို့ဟာပြီးခဲ့တဲ့အာရှဖလားအုပ်စုအဖွဲ့နှစ်ပွဲစလုံးကိုအနိုင်ရထားပေမဲ့ဆီးရီးယားသင်းကကိုကွာချချက်အသားနဲ့အုပ်စုပထမနေရာမှာရှိနေပြီးတော့မြန်မာသင်းကတော့အုပ်စုဒုတိယနေရာမှာရပ်တည်နေပါရဲ့ရှင်။